မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ25ရက်နေ့မနက်ပိုင်းရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့သခိုင်းတိုင်းမွန်ရွာမြို့နောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကို short တိုက်ဒုံ၃လုံးနဲ့ပြစ်ခတ်တိုက်ခဲ့ရာအရာရှိစစ်တီအရာစစ်ကြောင်းတစ်ကအရာရှိတအုပ်အပါဝင်၉ဦးသေဆုံးပြီးတော့အုတ်ချုပ်မှုယုံရဟယင်ထားရှိရာဂိုးတောင်နဲ့ ကြီးကြပ်ကန့်သက်ပြည်စည်းများမီးလောင်ကျွမ်းခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ23ရက်နေ့ည9:43မိနစ်ခန့်မှာမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကိုတော်လိုက်တပ်ဖွဲ့များကတရားခွန်မမဆော့တိုက်တုံး သုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအနောက်မြောက်ဒိုင်းစစ်ဌာနချုပ်နာမခရဲ့အုပ်ချုပ်မှုယုံမီးတောင်ကျွမ်းခဲ့ပြီးတော့အရာရှိတအုပ်နဲ့တက်ကြကြီးစည်ရင်းများအပါအဝင်အခြားအဆင့်စစ်သည်6ဦးဒဏ်ရာရရှိကာထိခိုက်ဒဏ်ရာရတဲ့သူတွေတဲကစည်ရင်း9ဦးဟာဒဏ်ရာပြင်းထန်ပြီးတော့သေဆုံးသွားတယ်လို့သိရပါတယ်။ရဟရင်ရနာထရှိရာကိုတော်ဟာလည်းမီးတောင်ကျွမ်းခဲ့ပြီးတော့လုံခြုံရေးယူရန်အသင့်ဆောင်နေတဲ့တပ်နယ်အသီးသီးကအရာရှိစစ်သည်အရန်စစ်ကြောင်းတစ်ကအရာရှိတအုပ်နဲ့အခြားအဆင့်စစ်သည်6ဦးသေဆုံးကာ စစ်သည်12ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အမတ်87စက်သွယ်ရေးအလုံယုံအတွင်းမှာရှိတယ်။ကြီးကြပ်ကန့်တပ်ပြည်စည်းများလည်းမီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခမှာ MI70 စစ်ရဟတ်ရဲ့နှစ်စီးပုံမှန်အတက်အစင်းပြုတ်လုလေးရှိတော့လေတိုက်ခိုက်မှုပြုတ်လုခဲ့တဲ့ညာဘက်မှာရဟတ်ရင်ဒဇင်းသာအတက်အစင်းလုတာကိုတွေ့မြင်ခဲ့ရတဲ့အတွက်ကြောင့်ရဟတ်ရင်ဒဇီးလဲထိခိုက်မှုရှိနိုင်တယ်လို့သိရပါတယ်ဒီတစ်ခေါက်မစ်ရှင်ကတော့ထူးခြားတာရှိပါတယ်ကျွန်တော်တို့ဘက်ကရဲဘော်တွေပြစ်ပြီးတဲ့အချိန်မှာ သူတို့ဘက်ကဘာမှကိုပြန်ပစ်တာမတွေ့ရဘူးအဲ့ဒါထူးခြားချက်တစ်ခုပါပဲ ်ပြစ်တဲ့သူတွေပဲဖိသွားတဲ့အထဲမှာပါသွားတာလားတော့စဉ်းစားစရာပါပဲဘာပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံတော်ကတော်လိုင်းညီကိုမောင်နှမများနဲ့အတူဆက်လက်ပြီးတော့တိုက်ပွဲဝင်နေတယ်ဆိုတာကိုပြောချင်ပါတယ်လို့ Brave Warriors ပေါ်မြန်မာ BWM အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Brave Warriors ပေါ်မြန်မာ BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Freedom Revolution Force FRF ရန်ကြီးအောင်ဘူးတလင်း Shadow မုံရွာ Democratic Rangers အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်မင်းကုန်းဒေသတိုက်ပွဲမှာအချက်ပတ်ဆက်တဲ့ရဲတမ33ကဒုတမမှုဘုံမူးကြီးဇင်မျိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့၎င်းရဲ့ဖုန်းကိုတင်းစီရရှိကလူမှုရေးဖောက်ပြန်မှုအချက်အလက်များကိုတင်းစီရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ17ရက်နေ့မှာမင်းကုန်းဒေသမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းအချက်ပတ်ဆက်တဲ့ဘက်ကစစ်ကောင်စီတပ်သား9ဦးတေဆုံးခဲ့ပြီးတော့တမ33ကဒုတမမှုဘုံမူးကြီးဇင်မျိုးဦးအပါအဝင်စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါ ါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာဘုံမူကြီးဇင်မျိုးဦးရဲ့ဖုန်းကိုလည်းပိန်စီရမိခဲ့ပြီးတော့တပ်အတွင်းထဲကအခြားယာတို့အဆင့်ရှိသူတအုပ်ရဲ့ကြောင်းနေအရွယ် မိန်းကလေးတအုပ်နဲ့လူမှုရေးဖောက်ပြန်တဲ့အချက်လက်များကိုတော်လိုင်းတပ်ဖွဲ့များကသိမ်းဆည်းရရှိထားခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်၎င်းကိုင်ဆောင်တဲ့ဖုန်းတွေကအခြားအရေးကြီးတဲ့သတင်းအချက်လက်များကိုလည်းသိမ်းဆည်းရရှိထားပြီးတော့လုံခြုံရေးအခြေအနေအရထုတ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့ Unicorn ပျောက်ကြားတပ်ဖွဲ့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကို Unicorn ပျောက်ကြားတပ်ဖွဲ့နဲ့အတူ Trailer Gali Attacking and Production SSL PDF wala Zagain PDF Mingon PDF Torrento P People Servant Force Phoenix SGG Royal Falcon Guerrilla Force ਨੇ အင်းအားလေးလက်နက်ကြီးတပ်ဖွဲ့တို့ကပူးပေါင်းမှလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရေးပူးပေါင်းမဟာမိတ်အဖွဲ့ကရဲဘော်၄ဦးမစိုးရင်ကထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမော်တိုက်ပွဲမှာအမှတ်3ဝင်းတင်တပ်ရင်းကတပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးမြင့်ထွေးကတပ်သားများကိုစစ်စင်ရေးဇယိမ့်နဲ့လစာများမပေးဘဲစစ်တိုက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗမော်တိုက်ပွဲအတွင်းမှာအမှတ်3ဝင်းတင်တပ်ရင်းကလုတ်တရက်တက်ကြကြီးအစစ်ရှိတဲ့၃ရောက်ဖြစ်တဲ့တက်ကြက်ဇော်မင်းနိုင်တက်ကြက်အောင်အောင်နဲ့တက်ကြက်တန်းစော်တို့ဟာတော်လိုင်းတပ်ဖွဲ့များထံမှအလင်းဝင်ရောက်ခဲ့ပြီးတော့၎င်းတို့၃ရက်ပြောဆိုချက်များကိုမက်စလာ24ရက်နေ့မှာဗမာတပ်မတော်က ဗီဒီယိုနဲ့တကွသတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။တပ်ရဲမှုဒုရဘုံမှုကြီးမြင့်ထွေးကတော့စစ်တီတွေကိုပြန်လှည့်ကြည့်တာဘာညာမရှိဘူး။တိုက်ပွဲနေရာပါသွားတဲ့သူတွေကိုဆယ်လပိုင်း၁၇လပိုင်းလစာတွေကိုလည်းလုံးဝကိုပြန်မပေးပါဘူး။အထက်ကဖြတ်ခိုင်းတယ်လို့ပြောတယ်။၃လပိုင်းရတယ်၊၅လပိုင်းမရဘူး။ခွန်ရှစ်ကိုရတယ် ါပေမဲ့ဗမောမှာနေလို့ရှိရင်ရှေ့တန်းစခန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုရှေ့ထွက်ဇရိတ်စစ်စင်ရေးလုတ်တဲ့အတွက်ဇရိတ်ပေးပါတယ်အခုနောက်ပိုင်းမရတော့ဘူးတိုင်းကနေချပေးတာရှိတယ်တရက်ကို1900နဲ့စစ်စင်ရေးနေထွက်ဇရိတ်ပေးပါတယ်အဲ့ဒါလည်းမရဘူးလို့အလင်းဝင်လာတဲ့တက်ချက်ဇော်မင်းနိုင်နဲ့တက်ချက်အောင်အောင်တို့ကပြောပြထားပါတယ်အချက်ပတ်စစ်တပ်ကရှေ့တန်းထွက်တဲ့လက်အောက်ခံတပ်သားများကိုစစ်စင်ရေးနေထွက်ဇရိတ်အဖြစ်နဲ့တရက်ကို1900ချက်ပေးခြင်းဖြစ်ပြီးတော့ရှေ့တန်းစခန်းများမှာနေထိုင်တဲ့အချိန်မှာလဲငွေကျပ်တသိန်း2000 ပေးဆောင်ခဲ့တော်လဲတရမုံများကအဲ့ဒီပတ်စံများကိုကြားဖြတ်ပြီးတော့ယူဆောင်ထားတယ်လို့ပြောပါတယ်နေအတွက်ဇေယိတ်ဆိုတာကရှေ့တန်းထွက်တဲ့အချိန်မှာပဲရတာဒါကရှေ့တန်းရဲ့သဘောတရားပါပဲ ်ဒီစခန်းကတောက်လျှောက်ပေးလာတာအခုတော့မရတော့ဘူးနောက်ပိုင်းမှာတိုင်းအထက်အရာရှိကြီးတွေကနေငွေကျပ်တသိန်း2000ဆိုတာချပေးထားတာရှိတယ်အဲ့ဒါတွေလည်းကျွန်တော်တို့မရပါဘူးကျွန်တော်တို့လစာတွေပဲကျွန်တော်တို့ရတယ်ကျွန်တော်တို့ရဲ့လစာတွေတောင်မှအခု10လပိုင်းနဲ့17လပိုင်းမှာကျွန်တော်တို့မရသေးဘူးလို့အလင်းဝင်လာတယ်တက်ကြဇော်မင်းနိုင်နဲ့တက်ကြအောင်အောင်တို့ကရှင်းပြထားပါတယ်တက်ရင်မူဒုတိယဘုံမူကြီးမြင့်ထွေးကိုရှေ့တန်းရောက်နေတဲ့တက်သားများကမြင်မှုချင်းမရှိပဲတက်ခွဲမူဘုံမူထိန်လင်းဦးဟာလည်း ကိုကျိုးရှာအတ္တသမားဖြစ်တယ်လို့ပြောပြထားပါတယ်။ဒါအပြင်အောက်ခြေစစ်သားများကိုအထက်ကထောက်ပံ့ပေးတာတွေဆိုတာကိုလည်းလာရောက်ပြီးတော့ပေးဆောင်ခြင်းမရှိဘဲကိုကျိုးအတွက်သာအသုံးပြုနေကြတယ်လို့ပြောပါတယ်။တက်ခွဲမှာကင်တဲ့တက်ခွဲမှုကတော့ဘုံမှုထိန်လင်းဦးတဲ့သူကတော့အပတ်စဉ်49ဆင်းတဲ့သူပါသူကတော့စစ်တီတွေကိုထောက်ပံ့တာဘာညာဘာမှမရှိဘူးစစ်တီတွေကိုချပေးတာဆိုရင်လဲပြောတော့ပြောတယ်ဒါပေမဲ့စစ်တီတွေကိုပြန်ပေးတာဘာညာမရှိဘူး သူပြောတာတော့မချပေးသေးတာတို့ဘာလို့ပေါ့လာစားဆိုရင်လဲရပိုင်ခွင့်ဆိုလို့ရှိရင်လဲအချိန်အတိကျနဲ့ရတာမဟုတ်ဘူးတခါတလေကျရင်လဝက်လောက်နေမှ15ရက်ရက်နဲ့ဆယ်လောက်မှလာစားစားရတာနောက်ပိုင်းကျတော့မိသားစုတွေလည်းတအားကိုခက်ခဲလာပါတယ်ဟိုနားချိလိုက်ဒီနားချိလိုက်ပေါ့လာစားလေးရမှပြန်ဆက်ရတယ်အဲ့ဒီလိုတွေရှိတယ်လို့အလင်းဝင်လာတဲ့စစ်ကောင်းစီတပ်သားများကရင်ဖွင့်ပြောပြထားပါတယ်အဲ့ဒီအလင်းဝင်လာတဲ့တက်ချက်၃ဦးဟာဗမော်တိုက်ပွဲကိုရောက်ရှိလာတဲ့အချိန်မှာအမှတ်၃ ဝင်းတင်တက်ရင်ရဲ့တက်ဆွဲထဲမှာသာနေထိုင်ခဲ့ရပြီးတော့ပြိဿံများရဲ့ကျမ်းမာရေးနဲ့လုံခြုံရေးကိုစောင့်ကြည့်ပေးခဲ့ရတယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်သား၃ဦးဟာကင်းဆောင်ခြင်းများကိုလှုပ်ဆောင်ခဲ့ရကမြေကြီးပေါ်မှာသာအိပ်ဆက်ခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့နယ်မောင်မရှောင်ရွာမှာခရီးသွားပြည်သူတွေစီကစက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်သားများကိုတိုက်ခိုက်ခဲ့ရာစစ်သားနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ22ရက်နေ့မွန်းလွယ်3နာရီကမှဒဝယ်မြို့နယ်မောင်မရှောင်ချေးရွာရှင်တဝဲဖရာအဝင်မိုးဝါမှာယာယီတပ်ဆွဲပြီးတော့ပြည်သူများထံကနေပြီးတော့စက်ကြီးကောက်ခံနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန် လည်းဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အေးအားက25ရောက်ဝင်းကျင်လောက်ရှိပါတယ် ိုက်ပွဲကတနအီကျော်ကျော်လောက်ဖြစ်ခဲ့တာပါအခုတော့စစ်ခွေးတွေတက်ပြန်ဆုတ်သွားပါပြီလို့ဒူဒကစစ်ကြောင်းကတောင်ရှိသူကပြောပြထားပါတယ်၎င်းတိုက်ခတ်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရကစစ်ကြောင်းဥဆောင်မှုနဲ့ရေပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးများအရှိန်ဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အတော့ပြည်သူများအနေနဲ့စစ်ရေးအထူးအသည့်သတိပြုသွားလာနေထိုင်ကြရတယ်တော်လိုင်းရေးစစ်ရေးအရှိန်ဟုန်မြင့်လာတာနဲ့အများ ပြည်သူ့ဘက်အမှန်တရားဘက်ကိုရက်တီခြင်းနဲ့စစ်ကောင်စီဘက်ကစစ်တီတော်များရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ဝင်ခိုလုံပြီးတော့အမြန်ဆုံးပူးပေါင်းပါဝင်ပေးကြပါရန်လူတွေကစစ်ကြောင်းကအတိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတောင်ငူခေရအုတ်တွင်းမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာဒေးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဒရုန်းများလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်တွေဆုံးပြီးနေအိမ်9လုံးမိလောင်ပြချခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ22ရက်နေ့နဲ့23ရက်နေ့တွေမှာအုတ်တွင်းမြို့နယ်ညောင်ချတောင်မြို့မှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကရည်ရွယ်ချက်ရှိရှိပြည်သူများနေထိုင်တဲ့ကျေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း ဒရုန်းနဲ့မီးလောင်ပုံများကျဲချခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်ပြည်သူတို့အုပ်တိမ်ဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နေအိမ်9လုံးလည်းမီးလောင်ပျောက်ချခဲ့ရတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကဘုံကျဲတိုက်ခတ်ခဲ့တဲ့ကျေးရွာဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အပြင်တော်လှန်တပ်ဖွဲ့များကလည်းတိုက်ပွဲဖော်ဆောင်ခြင်းမရှိတဲ့ကျေးရွာဖြစ်တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့ဘုံခိုခြင်းများတူးထကြရန်နဲ့စစ်ကောင်စီတပ်သားများနဲ့ဝေးဝေးနေထိုင်ပေးကြပါရန်တောင်ငူခရိုင်အမှတ်နဲ့တိုက်ရင်းကသတိပေးထားပါတယ်။အုတ်တွဲမြို့နယ်ညောင်ချေတောင်မြို့ကနေလာရောက်တပ်ဆွဲထားတဲ့ စစ်ခွေးတွေပါပြည်သူတွေအနေနဲ့ ိမ်တိုင်းအိမ်တိုင်းမှာဘုံခိုခြင်းတွေတူးထားကြဖို့နဲ့စစ်ကောင်စီတွေနဲ့ဝေဝေးရှောင်ပြီးတော့နေထိုင်ကြဖို့တိုက်တွန်းချင်ပါတယ်ပြီးတော့တန်နိုင်ကြမြတ်သတင်းတွေကိုဖတ်ပါကိုနဲ့မသက်ဆိုင်ဘူးဆိုပြီးတော့ဖြစ်တယ်လို့မနေကြပါနဲ့လို့တောင်ကိုခေရအမတ်နဲ့တိုက်ရင်ကတောင်ဝင်ရှိသူတူကပြောကြားထားပါတယ်အုတ်တွင်းမြို့နယ်မှာစစ်ကောင်စီတပ်သားများကကြေးရွာများကိုဥတီတဲ့ပြစ်ခတ်မှုများမကြာခဏလှုပ်ဆောင်နေတယ်လို့ပြည်သူများထိခိုက်ဒေဆုံးမှုများနေအိမ်များကြီးစံထိမှန်ပျက်စီးမှုများလည်းဖြစ်ပေါ်လျက်ရှိတယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာ နိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ